hello အားလုံးပဲမင်္ဂလာပါဖိုးမန်ချင်းကနေကြိုဆိုပါတယ်ဒီနေ့မှာ Chelsea တင်းရဲ့ဂူတမဒါအပြင် တိုက်စစ်စာမဖြစ်တဲ့ Nicolas Jackson တို့ရဲ့အနာဂတ်တွေနဲ့ပတ်သက်လို့ကျွန်တော်တို့ဒါဆွေးနွေးသွားပါမယ် Chelsea ကတော့အားလုံးသိတဲ့အတိုင်းပဲ Club World Cup မတိုင်ခင်က AC Milan ရဲ့ဂူတမဖြစ်တဲ့ Mike Maignan ကိုခေါ်ဖို့ကြိုးပမ်းခဲ့တာ AC Milan ရဲ့ဘက်ကတောင်းတဲ့ဈေးများလို့အလုံးမဖြစ်ခဲ့တော့ဘူးဆိုတော့အခုဆိုလို့ရှိရင် Sky Sport တို့ဘာလို့ရဲ့ report တွေက Chelsea ဟာဒီနွေရာသီအပြောင်းအရွှေ့မှာ ဂူသမားအစ်စ်ခေါ်ဖို့အတွက် chance ကတော်တော်ကိုနည်းလွန်းနေပြီးတော့လက်ရှိရှိတဲ့ဂူသမား၄ယောက်နဲ့ပဲရှစ်ဆက်ရဖို့ရှိနေတယ်ဆိုပြီးတော့သူတို့ပြောထားတယ်။ဆိုတော့လာမယ့်ရာသီမစတင်ခင်မှာအခုလက်ရှိကလပ်ဘောကကန်နေတယ်။အဲ့ဒီတော်တွင်ဒီနွေမှာ Chelsea ဟာလိုအပ်တဲ့နေရာတွေကိုအစားထိုးဖို့သူတို့ကြိုးပမ်းနေတာဂူသမားနေရာကိုလည်းသူတို့ကြိုးပမ်းခဲ့တဲ့နေရာမှာပါတယ်။ဒါပေမဲ့လို့အခုဆိုလို့ရှိရင်ပေါ့နော်ဂူသမားကိုမဖြစ်မနေခေါ်တော့မယ့်အခြေအနေမှာရှိမနေဘူးလို့ကျွန်တော်သိရတယ်။ ဆိုချယ်ဆီပြိုင်သက်တွေအနေနဲ့ရောလက်ရှိရှိတဲ့ဂူတမဆင်းရင်နဲ့တင်ချယ်ဆီမှာပေါ့နော်တကယ်တကယ်အဆင်ပြေနေပြီဂျင်းနဲ့တင်နေပြီအဆင်တော့ဒီကိုကောင်းလာနိုင်တယ်လို့ညီကတို့ထင်ကြလားဆိုတော့ချယ်ဆီမှာဂူတမ၄ယောက်ကျွန်တော်ရှိတယ်အာနံပါတ်၁ပြစ်ရောဘတ်ဆန်ချက်ကျွန်တော်တို့ရှိမယ်အဲ့ဒီအနောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကပက်ထရိုဘစ်တို့လူကူသမားတွေကျွန်တော်ရှိမယ်။ယော်ဂန်ဆန်တို့လူကူသမားတွေကျွန်တော်ရှိမယ်။ဒါအပြင်ကျွန်တော်မိုက်ပန်တန်စ်တို့လူကူသမားတွေကျွန်တော်ရှိမယ်။ကူသမား၄ယောက်ထိကျွန်တော်ရှိတယ်။ ဆိုဒီ၄ယောက်ထဲမှာ first line နဲ့မှာအမြဲတမ်းနေရာရကြပြီကျွန်တော် Robert Sanchez ပါသူဝါဖြစ်တယ်ဆိုလို့ရှိရင်တော့ Jorgensen ပဲဖြစ်ဖြစ် Petro Page ပဲဖြစ်ဖြစ်ကစားရတယ်ပေါ့နော်ဆိုတော့ Chelsea အနေနဲ့ Robert Sanchez နဲ့တင်ကျွန်တော်ကြည်နဲ့တင်လာပေါ့တခုရှိတာကပြီးခဲ့တဲ့ရာသီမှာ Robert Sanchez ကဟိုမထင်မဲ့ဖဲနဲ့ပေါ့နော်တတော်ကို performance ကောင်းကောင်းပြခဲ့တဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်နော်တတော်ကို performance ကောင်းကောင်းပြခဲ့တဲ့ပွဲစဉ်တွေရှိတယ်ဒါအပြင်ဟိုဘယ်လိုပြောမလဲ တချို့ပွဲစဉ်တွေမှာကျတော့အမားတွေမထင်မှတ်တဲ့အမားတွေမဖြစ်တဲ့အမားတွေကျွန်တော်ကျူးလွန်ကြတယ်ဆိုတော့ရေရှည်ရဒီကုသမားကိုတိတ်ပြီးတော့သဘောကျကြတဲ့သူတွေမပါဘူးအဲ့တော့ဒီ Chelsea ပြည်သက်တော့မဟုတ်ဘူးပေါ့ဗျာနော်ဟိုပြင်ပပြည်သက်တယောက်အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကိုကျွန်တော်ကတော့လက်ရှိ Chelsea မှာအကောင်ဆုံးဂိုးသမားဒီဟိုဘယ်လိုပြောမလဲ Robert Sanchez ပဲပြည်သနာကဒီဂိုးသမားနဲ့တင် Chelsea အနေနဲ့ချိန်နဲ့နေလို့မရဘူး Chelsea ကပူပြီးတော့ကောင်းတဲ့ဂိုးသမားကျွန်တော်လိုတယ်သူတို့ပြင်တိုက်စစ်မှာဆိုလို့ရှိရင်လည်းအားဖြစ်ပြီးသွားပြီ ဝင်းလေကလည်းအားပြည့်စရာမလိုဘူးသူဟာနဲ့သူကျွန်တော်တို့ကောင်းနေတာတောင်ပန်နေလေးပဲကျွန်တော်တို့နေနဲ့အားပြည့်စရာတွေကျိုးပန်းနေတယ်နောက်တန်းကလည်းကောင်းနေပြီဒါဆိုတော့ဂိုးသမားနေရာကပူကောင်းတဲ့ကစားသမားနဲ့အားပြည့်နိုင်မှတော်ကကြမှာဆိုတော့တချို့ကျတော့လေလက်ရှိနီးပြဖြစ်တဲ့ပေါ့နော်ကျွန်တော်တို့ဒီမာရက်စကာရဲ့ကစားဟန်တွေကိုသဘောမကျကြဘူးဒါပေမဲ့လို့ဒီနီးပြနဲ့ဆက်သွားမယ်ဆိုရင်ကျွန်တော်နေရာတိုင်းကိုအားပြည့်နေတဲ့အခြေအနေတွေမှာမှလက်ရှိဂိုးသမားနေရာဒီဒီတိုင်းဆက်ပြီးတော့ထားလို့မရတဲ့အခြေအနေမျိုးပါ ျွန်တော်ကတော့နီးပြကိုတိုင်းကိုကပါနော် Robert Sanchez ကိုကောင်းကောင်းသဘောကျတဲ့နေရာမှာပါတယ်လို့ကျွန်တော်မထင်ဘူး။ Chelsea ဟာအခုဆိုလို့ရှိရင် Club World Cup ကစားလဲ။လာမယ့်ရာသီမှာဆိုလို့ရှိရင် Europa ပြိုင်ပွဲတွေလည်းသူတို့ရှိတယ်။ပြည်ပြင်းပြိုင်ပွဲတွေလည်းကျွန်တော်ရှိတယ်။ဘူဒမားကလက်ရှိမှာ၄ယောက်တည်းရှိနေတယ်ဆိုပေမဲ့ first line နဲ့နေရာမှာတကယ်ကိုမမမမပဲရက်တီပြီးတော့ဗောနော်တခြားအသင်းရဲ့ first line နဲ့ keeper တွေလိုမျိုးကောင်းကောင်းကစားပေးနိုင်မဲ့သူမရှိဘူး Chelsea ကဒီတက်ပူကောင်းတဲ့ quality ကိုယ်သမားကိုဝယ်ဖို့ကြိုးပမ်းတင်တယ်လို့ကျွန်တော်ထင်တယ် လက်ရှိဈေးကွက်ထဲမှာလည်းပဲသူတို့အနေထားနေဆိုလို့ရှိရင်ငွေလဲ၃နိုင်တယ်။တော့ဒါအပြင်ဥရောပကစားကွင်းတွေလည်း offer လုပ်နိုင်နေဆိုတော့ဂိုးသမားတွေကိုကျွန်တော်တို့ကအဲဆိုတော့ကျွန်တော်တို့ဆိုတော့အဲ့လို offer လုပ်နိုင်နေဆိုတဲ့အခြေအနေမှာရှိနေတာဆိုတော့ Chelsea အနေနဲ့ဘယ်လိုဂိုးသမားကိုမဆိုခေါ်နိုင်စွမ်းရှိတဲ့အခြေအနေမျိုးမှာတီထက်ပူကောင်းတဲ့ဂိုးသမားတွေခေါ်တင်တယ်။ဒီလောက်နေတော့ဂျင်းနဲ့မနေသင့်ဘူးလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လို့ပေါ့နော် Chelsea ကဒီနွေရာသီအပြောင်းအရွှေ့မှာဂိုးသမားတွေဘာတွေတိတ်အစားထိုးဖို့မရှိတော့ဘဲနဲ့ဒီလောက်နေတဲ့ဒီ၄ရောင်းနေတဲ့ဆက်သွားတော့မယ့်အခြေအနေမျိုးပါ။ ော့ Chelsea ပြည်သက်ဒီနေနေရောကျွန်တော်တို့လက်ရှိမှာဒီကုသမားတွေနဲ့နေချီနဲ့တင်တယ်လို့ညီကလို့ထင်ကြလားဆိုနောက်ထပ်တယောက်ကတော့ Nikolai Jackson ပေါ့လေ Jackson နဲ့ပတ်သက်လို့လောလောဆယ်မှာဝေဖန်မှုတွေကများနေတယ်သူတပင်းကျွန်တော်တို့ဟိုတနေ့ကကစားခဲ့တဲ့ Club Walker ပေါ့နော်ဒီ Flamingo နဲ့ပွဲမှာ Flamingo ကို3-1နဲ့ကျွန်တော်တို့ Chelsea ကရှုံးနေခဲ့တာဆိုတော့အဲ့ဒီပွဲမှာဆိုလို့ရှိရင်တိုက်စစ်မှုပြတဲ့ Nikolai Jackson ကဘာမှန်ပေါ့နော်ကျွန်တော်တို့ဒီ ဟိုမဖြစ်တဲ့အမှားကို तू ကျူးလွန်ပြီးတော့မဖြစ်တဲ့ behavior တွေနဲ့ तू အနီးကပ်ထိသွားတယ်ထိသွားပြီးတော့အနီးကပ်ထိပြီးတော့ तू ထွက်လိုက်ရတယ် suspended ဖြစ်သွားတယ်အဲ့တော့ premier league မှာလည်း तू ကအဲ့လိုဒီခဏတိုင်းကြုံရတာ။ဘာမဟုတ်တဲ့အရာတွေအတွက်နဲ့တင် तू ကအနီးကပ်တွေထိရတာပေါ့နော်။သူများအသင်းဒီလိုမျိုးပြဿနာတွေဘာတွေဖြစ်လို့မဖြစ်သင့်တဲ့အမှားတွေဖြစ်လို့အာကိုကသင်းကဂိုးပေးရတော့မယ့်အခြေအနေမျိုးမှာတော့ဂိုးမပေးရအောင်ကိုကိုကိုယင်းလိုက်လို့ဆိုတဲ့ပုံစံမျိုးတွေဟုတ်မနေဘူးဗျာ။တိုက်စင်မှုတယောက်ကအနီးကပ်ထိရတာ ဆိုတော့တော်တော်ကို reckless ဖြစ်တဲ့ challenge တွေသူအများနဲ့လှုပ်လေးရှိတယ်ဒီလားဆိုတော့အရေးကြီးတဲ့ပွဲတွေမှာဆိုပူတောင်ဆိုးသေးတယ်အဲ့လိုမျိုးဆိုတော့ Jesse Brady တည်းရဲ့ဘက်ကတော့ Jackson နဲ့ပတ်သက်လို့ရှိရင်ဝေဖန်မှုတွေကကျွန်တော်များလာကြပြီများလာကြပြီဆိုတော့လက်ရှိမှာကျွန်တော်တို့ Jackson နေနဲ့ပေါ့နော်အဆင်မပြေဘူးအဆင်မပြေဘူးသူအနေနဲ့ဒီလိုမျိုး behavior တွေကိုသူပြင်မှရမှာကျွန်တော်ကတော့ဟုတ်ပြီရောလေဘောလုံးကစားမှတယောက်အနေနဲ့တင်ကို Jackson ဟာအဆင်ပြေတယ် Chelsea တို့ကကောင်းကောင်းကစားလို့ရတယ်လို့ယူဆတယ် ဒါပေမဲ့တို့သူ့ရဲ့အပြုတ်မူပိုင်းနေဖာရီမှာကျတော့ဘလို့မှအဆင်ပြေမနေဘူးသူသဖြင့်ပြသူဟာချက်စီးတင်မှာအားကိုးရတဲ့တူရီတော်တိုက်စင်မှုလက်ရှိမှာအဲဗာလဲအဲဟိုရောက်ဒီလီယန်ဒီလက်ရောက်လာလို့ဆိုပြီးတော့ဗောနော်အာဂျက်ဆင်ကတော့အားကိုးစရာမလိုတော့ဘူးဆိုပြီးတော့ယူဆလေးလို့ကျွန်တော်မရဘူးအော်ဒီလက်ကကျွန်တော်တို့အနေနဲ့လာမယ့်ရာသီအတွက်ဆိုလို့ရှိရင်ပြထားပါတော့ပရီးမီးယားလိဂ်ဒီဘာတွေမှာသူအဆင်ပြေကောင်းပြေးနိုင်တယ်။ဒါပေမဲ့လို့ပြောချဲစီအတွက်ချန်ပီယံစ်လိဂ်ဒီဘာတွေကစားတော့မရေဟေးဆိုလို့ရှိရင်ချန်ပီယံစ်လိဂ်လေဗယ်ရှိတဲ့ကျွန်တော်တိုက်စစ်မှုရောက်အဆင်ကိုရောက်ပြီလားပေါ့။ တော့ပရီးမီးယားလိမှာကောကျွန်တော်အနေနဲ့ဒီ Ipswich တို့ဘာလို့မှသာတကူးကူးဆိုလို့ရှိရင်ဝေဖန်မှုတွေဘာတွေကိုရှောင်လွှဲနိုင်ခဲ့တာဒါပေမဲ့ Chelsea လိုအသင်းကြီးကိုရောက်လာတဲ့အခါမှာမျိုးလုံးတောက်တောက်ကြည့်နေမဲ့မီဒီယာတွေရဲ့ဝေဖန်မှုတွေကရင်ဆိုင်နေရမှာဆိုတော့အဆင်သင့်မဖြစ်သေးတဲ့ပုံစံမျိုးနဲ့ဆိုရင် Chelsea က Nicolas Jackson ကိုပို့ပြီးတော့လိုတယ်ပြဿနာကအားကိုးရပါတယ်ဆိုတော့ Jackson လိုကစားမမျိုးကအည်သွေးရပါတော့ကျွန်တော်အနေနဲ့အများကြီးဝေဖန်စရာမရှိဘူးဆိုပေမဲ့ဒီလိုအပြုအမူတွေကြောင့်အရေးကြီးတဲ့ပြိုင်ပွဲတွေမှာလွဲလွဲနေအောင်မယ် အရေးကြီးတဲ့ပြိုင်ပွဲတွေမှာ suspended ဖြစ်နေဦးမယ်ဆိုလို့ရှိရင် Chelsea တွက်ကဒါဟာတော်တော်ကိုအချိန်ကြီးမကောင်းတဲ့အရာတွေပဲသူအနေနဲ့ပြောဆိုရှယ်မီဒီယာမှာတော့သူကလည်းကပြန်ပြီးတော့ဗျာပြိုင်သက်တွေကိုကစားသူ့ရဲ့အသင်းပေါ်တွေဘာတွေကိုတောင်းပန်ခဲ့တယ်ဒါပေမဲ့လို့ဒီလိုတွေဖြစ်တာဘဏ္ဍာကရှိနေပြီပဲဗျာဟုတ်တယ်မလားချဲစီပြိသက်တွေဘက်ကကျွန်တော်တွေးရင်နော်နောက်တစ်ခုကကျွန်တော်အနေနဲ့ Jackson ကအာတယောက်ချင်းတွေးတဲ့အခါလူမျိုးဒီမှာလည်းတချို့လုံးနေမကိုးဘူးဒါပေမဲ့သူကလည်းသူကဟုတ်နေတာ Mariska ရဲ့လက်အောက်မှာသူပြီးခဲ့တဲ့ယာဒီယာဒီဘယ်လောက်ထိကိုသူအချိန်လေးကောင်းနေတာ injury ပါတယ်ကျွန်တော်မကြုံခင်ထိပေါ့နော်တော်တော်လေးဟုတ်နေတာ ါတော့မှတချို့အပိုင်လုံးတွေကတော့လွဲတုံးပေါ့ဗျာဒါပေမဲ့လို့မထင်မှတ်တဲ့ဂိုးတွေဆိုလို့ရှိရင်အဲသူတွင်းနေရာဆိုတော့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့လို့အခုလိုမျိုး behavior တွေကတော့ Chelsea ပြည်သက်တီကြားထဲမှာဝေဖန်စရာဖြစ်နေပြီးတော့ငါတို့ရာလာမယ့်ရာသီမှာတော့ဒီကစားမကိုအားထားလို့ရမယ့်တိုက်စစ်မှုတူဦးဖြစ်တကယ်အရေးကြီးတဲ့အပွဲစဉ်ဒီမှာဟိုဘယ်လိုပြောမလဲအားကိုးလို့ရမှာမဟုတ်ဘူးဆိုတော့ဝေဖန်မှုတွေလက်ရှိဆိုသူခံနေရပြီဆိုတော့ဘာတွေဆက်ဖြစ်မလဲ Nicolas Jackson ကို Chelsea အနေနဲ့ သူတို့တိတ်ပြီးတော့အာမကူတင်းတော့ဘယ်နဲ့လက်လွတ်လိုက်တင်ပြီးလို့ကျွန်တော်ထင်ကြလားကစားမကအသက်ကငယ်ပါသေးတယ်เนาะ23လားပဲမသိဘူးရှိသေးတယ်ထင်ပါတယ်ဂျက်ဆင်ကဒီလက်ကလည်း22ဆိုတော့နှစ်နှစ်ယောက်ကြားထဲမှာဘာမှတော့အလောက်ကြီးတီကျွန်တော်တို့ဗောနော်ကွာချင်းတော့မရှိဘူးတော့ဒီလက်ကပဲဂျက်ဆင်ကိုကြော်ပြီးတော့ပုံမှန်နေရာနဲ့မြန်ရသွားတော့မလားဗောဒါချက်စီပြိတ္တတွေဘလို့မညလဲနီကလက်ဂျက်ဆင်ကိုလာမယ့်ယာတီမှာတကယ်တကယ်အာကူလူရအောင်မဲ့ပလေယာတယောက်လို့မြင်ကြလား လီယမ်ဒီလပ်ကတော့လက်ရှိဂျက်ဆင်ကိုကြိုပြီးတော့နေရာရလောက်တဲ့အထိချဲစီမှာအဆင်ပြေမဲ့ကစားမမျိုးလိုလာမယ့်ရာသီတွေမျောလင့်ထားကြလားသူနေကြပါဦးချစ်ချူပါပဲညီကိုများလုံးကိုချစ်သူများကြီးဒီမှာလေး